အားလုံးမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာမရေယာဆိုတဲ့စောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အခန်းတင်မိရထာသည်အောရောဒန်ပေးပြီးတရေရေခုံမောင်းလာသည်တရေစေးဘူရာမှထွက်၍မကြမြင့်မီအိုးဘူဘူရာတို့ရောက်လေသည် ထိုဘူရာမှကြည်လင်မန္တလေးတောင်တော်ကြီးကို နီးကပ်စွာမြင်ရလေသည်ရေတေကြီးဥခန်ဤကမကထပြု၍တိဆောက်ခဲ့သောဖယားပထုဇေဒီဇရက်တစောင်းတို့ဖြင့်တတောင်လုံးကိုလှပစွာတစားဆင်ထားလေသည်အခုကျွန်တော်တို့မရေယာမြို့နယ်တွေရောက်နေပြီခမတရေစည်းပူရာလွန်ဖြတ်ကျော်ခဲ့တဲ့ချောင်းကလေးဟာမရေယာမြို့နယ်နဲ့မန္တလေးနယ်ကြားပဲဟုအတူပါလာသူတူကပြောကြလေသည်ကျွန်တော်ဒီပဝင်းကျင်ကိုဂရုပြု၍ကြီးစုမိလေသည်မိရထားလမ်းပေးဝဲရာတွင် ပေါက်ရောက်လျက်ရှိသောတစ်ပင်များသည်အများအားဖြင့်စူးပင်များဖြစ်ကြလေသည်။အောက်ပြည်အောင်ရာတွင်မတွေ့ရသည့်တံဆောင်းပင်ကြီးများနှင့်ထန်းနှောင်းပင်များကို အများပြားတွေ့ရသည်။နောက်တစ်ကြိမ်ယထာယတိဘူရာက ကပိုင်ဖြစ်သည်။ကပိုင်သည်ဂျွာကြီးပြည့်၍ဆေအတွင်းကမန္တလေးမှစစ်ပီးများနှင့်နိုင်ငံရေးသမားအချို့လာရောက်ခိုးလွန်ခဲ့ကြသည်ဟုကြားဘူးပါသည်။ထိုမှလွန်သောတောင်ပြုံးဘူရာသို့ရောက်လေတော့သည်။ ရေတွေဖောင်သည့်ဝါကောင်လာတွင်ကျင်းပမြဲဖြစ်သော တောင်ပြုံးညီနောင်၏နှက်ပွဲသည်အလွန်ထင်ရှားလာသည် အနေနဲ့အရရမှနတ်ယုံကြည်သူတို့သည် တောင်ပြုံးပွဲကို လာရောက်ကြကုန်သည်ပွဲတော်ချိန်တွင်အလွန်စီကားပြီးနတ်ဆိုင်သံတစ်ချိန်ချင်းနှင့်စူညံနေမိဖြစ်တော်လဲကျွန်တော်စီးနှင်းလိုက်ပါသည်မိရထားတောင်ပြုံးဘူဒါထဲတွင်ရက်နေသည့်အချိန်တွင်၆တွေ့ငိန်တက်လျက်ရှိသည်ဘူဒါနီးတွင် အုံနှစ်ချက်လက်၍တီထားသည်ဆိုသော စူတောင်းပြဖရားကိုလည်းယထာပေါ်မှာဖူးမြင်ရသည်အနော်ယထာမင်းသည်တရုတ်ပြည်မှအပြန်ထိုဒေသတွင် တနာစဉ်ထိုဖရားကိုတည်ထားခဲ့သည်ဟုဆိုသည်ဖရားတဲ့စဉ်အုံများပေးပို့ရန် တာဝန်ပြက်ခဲ့သောရွှေပြင်းညီနောင်ကိုမြန်မှန်ရှာကကွံ့မြက်ခဲ့သည်ဟုတမိုင်းတွင်သည် ထိုပထိုး၏အဝင်ဝအပေါ်ဘက်တွင်အုံနှက်ချက်နေရာလက်နေသည်ဟု အတူပါလာသူတို့အူးကပြောပြလေသည်တဖက်ပရဝုံတွင်တွင်က မြို့ဝန်ဥတာအိုကောင်းမှု ထုံးဖြူဖွေးဖွေးနှင့်ဇေဒီတစုကိုဖူးတွေ့ရသည် နောက်တစ်ချိန်မိရထားရက်သည့်ဘူရာမှာလွန်တောင်းဖြစ်သည်တမန်ရဆိုလင်ရွှေပြင်းညီနောင်အားဖန်စီခေါ်ဆောင်လာရာထိုနေရာတွင် ကျိုးတောင်း၍တုတ်တီဟုအဆိုရှိသည်ရှေးခါကကျိုးကိုလွန်ဟုခေါ်ကြသည်ကျွန်တော်သည်အနောရထားမင်းသောဤဒေတာတို့ရောက်စဉ်ခါကတီရှိမိအခြေအနေကိုစိတ်မှန်းဖြင့်ကြည့်ရှုရင်း လိုက်ပါလာလေသည်အရှိဘတ်တွင်မိုင်းမုံပြာရင်နေသော ရှမ်းပြည်တောင်တန်းကြီးကို တွေ့ရသည်မင်းကလေးကကြားနှစ်တိုက်ကတက်ခဲ့သည့်ဖြင့်နက်ပြစ်သွားသည်ဆိုသောမတ်ရွှေဦး၏တောင်ငယ်ကိုလည်းလှမ်းမြင်ရသည် အနောက်ဘက်တွင်ဖယားပထိုးဇရက်ဂူလှိုင်းချောင်းများနှင့်မြိုင်နေသည့်သခိုင်းတောင်တန်းကိုတွေ့မြင်ရသည် မကြာမီကပဲ့ပူရာသို့ရောက်လာသည် ထိုရွာကိုမူမြည်သည့်အတွက်ကပဲ့ဟုခေါ်သည်ကို မိသူမြမပြောနိုင်ကြ။ကပဲမှလွန်တော့ဝရင်တို့ဘူရာတို့ရောက်လေသည်။ထိုအမိလည်းရွှေပြင်းညီနာကိုမျက်သည့်ကိစ္စနှင့်ဆက်ဆက်နေသည်။သူတို့ညီကိုအားဖန်စီခေါ်ဆောင်လာစဉ်ရိုင်းနေရန် ထိုရွာကဝရင်တို့ထိုးပေးသည်ဟု အဆိုရှိသည်။ဝရင်တို့ဘူရာပြီးလျှင်မရရာတို့ဝင်လေတော့သည်။ဘူရာတွင်ယထားဆိုင်သည်နှင့်တွဲများပေါ်တွင်ပါလာသည့်ဈေးတွေများသည်တွန်ချလိုက်တဲ့ကဲ့သို့တိုးဝှေ့ဆင်းသက်ကြပြီလင်ဈေးရှိရာသို့ တုတ်တုတ်ကြီးသွားကြလေသည်လမ်းတစ်လျှောက်လုံးဖုံတထောင်းထောင်းနေသူတို့သည် မန္တလေးမှယူလာသည့်ကုန်များကိုမရေယာဈေးတွင် အမြန်ဆုံးရောင်းချ၍မရေယာမှကုန်စည်များကိုဝယ်ယူပြီးမန္တလေးသို့အချိန်မီပြန်ရမည်မဟုတ်လားဘူဒာရဲတွင် တနာ yı ခန့်နားနေပြီးပြန်ထွက်မိယထာနှင့်လိုက်နိုင်လင်မန္တလေးဈေးသို့အချိန်မီရောက်ရှိပြီးအယောင်းဝယ်ကိစ္စများကို ဆောင်ရွက်နိုင်ပြီအကယ်၍နနက်မီယထာကိုမမီလိုက်၍ ညနေပိုင်းတစ်ခေါက်ပြန်ဆွဲမိမိယထားနေမှလက်ရမီဆိုရင်ဈေးချိန်မိမိမဟုတ်ကျွန်တော်တို့ဒီယထားပေါ်မှာဆင်းကဈေးတယ်ရင်းနဲ့အတူ ဖုံတထောင်တောင်ကြားမှာမရယာမျိုးဘက်သို့ရှောက်လာကြသည်သူတို့တွေပြောဆိုလာကြသောစကားသံများကလည်းစူညံနေလေတော့သည် နေပိုင်းဝင်တော့ရုံတွင်းသို့ဝင်ပြီးသောအခါပြုံပြုံကြီးစောင့်ကြိုနေသောဥစိန်လိုင်းကိုတွေ့ရသည် သူသည်ကျွန်တော်ကိုအလုလွှဲပြီးသည်နှင့် မရေယာမှထွက်ခွာရတော်မူဖြစ်သောကြောင့်ပျော်ရွှင်နေပုံရသည် ထို့ကြောင့်ကျွန်တော်ရောက်သည့်နေ့အလौတာဝန်များကိုလွှဲအပ်ရန်စီစဉ်လေသည်အလौကလည်းရှုပ်ထွေးပွေလီသည့်ကိစ္စများမရှိပါ မပြီးပြည့်သေးသော ရာဇဝတ်မှုအတွဲများနှင့် အခွန်အမှုတွေအနည်းငယ်သာရှိလေသည်ထို့ကြောင့်ကျွန်တော်တို့နှစ်ဦးသည် အလौလွှဲပြောင်းပြီးလက်မှတ်ထိုးစရာရှိသည့်များကိုထိုး၍ညနေရထားလာချိန်ထိထွေရလေးပါစကားပြောရင်းအချိန်ဖြုံးနေလေသည် ယထာဝင်လာသောအခါတွင် ကျွန်တော်တို့တရီသည် သူ့ကိုဘူဒာယုံသို့လိုက်ပို့ကြသည် သူသေးယူသွားစရာပစ္စည်းပစ္စယများများစွာမရှိသူသည်ထိုစဉ်ကတကိုယ်လီလူပြိုကြီးဖြစ်သောကြောင့်မရေယာတို့အိယာလေးနှင့်တစ်တာတစ်လုံးသာပါရှိလာသူဖြစ်သည် ကျွန်တော်တို့သည်ယထာထွက်သွားသောအခါတွဲပေါ်မှပြုံးရှင်စွာလက်ဝှေ့ရမ်းပြီးနှုတ်ဆက်သွားသောဦးစိန်လံကိုငေးမော့ကြည့်ရှုရင်းကြံရစ်ကြလေသည် ကျွန်တော်က သူပြုံးရှင်တယ်လို့မပြုံးနိုင်ပါယထာတံဝေးသွားသည်နှင့်ဘူရာတွင်ဝေ၆တွေ့ကြံရစ်ခဲ့လေသည် အခန်းနှင့်မရရာတွင်နေပိုင်းမြို့ပိုင်းနှင့်ရဲအင်စပက်တော်တို့သည်ရုံးနှင့်မနီမွေတွင်တရှိသောတိုင်ရင်တစ်ခု၏အပေါ်တက်တွင်စူပောင်းနေကြသည် ထိုတိုက်၏ပိုင်ရှင်ဘာဘူးကုံသည်သည် အခြေအနေမကောင်းသဖြင့်မန္တလေးသို့ပြောင်းရွှေ့နေထိုင်ပြီးကုံစုံဆိုင်ဖွင့်နေသည်ကျွန်တော်တို့သုံးဦးသည်အပေါ်တက်တွင်ရှိသော အခန်းသုံးခန်းတွင်တယောက်တစ်ခန်းစီနေထိုင်ကြသည်မြည်သူများမိသားစုများကို ခေါ်ဆောင်မလာကြစားရေးတောက်ရေးတွင် ဖြစ်သလိုပင် စီစဉ်ကြရသည် အနီးအနားအိမ်များမှာ ထမင်းလားကပေး၍စားသည့်အခါလဲစား၍တခါတရံလဲစိုင်မဝယ်ယူစားတောက်ကြသည်ကျွန်တော်အဖိုးရုံးလုပ်ငန်းဟု၍များစွာမရှိလှပဲကြေးရွာများသို့လဲလဲသွားလာ၍အခေါ်ကောက်ခံရေးနှင့်ရင်ဝတ်ပြပြရေးကိစ္စများကိုသာအစဉ်ပြေသလို ဆောင်ရွက်ရလေသည်မန္တလေးတိုင်းမင်းကြီးဥဝမင်းကလည်းရုံးနေထိုင်ကအလုံများကို လုံနေခြင်းထက်ကျေးရွာများသို့အစင်မပြတ်လဲ့လဲ့သွားလာနေသည့်အလုတ်ကိုဦးစားပေးလုပ်စီလိုသည်ကျွန်တော်လက်အောက်တွင်ရှိမြို့ပိုင်ဥပိုလ်ကြီးနှင့်ကျွန်တော်မှလည်းခရီးသွားခြင်းကိုအလွန်ဝါသနာပါသူဖြစ်သည် မကြာခဏဆိုသလိုဥပိုလ်ကြီးသည်မရေယာမြို့နယ်အရှိရန်တောင်ကြီးရှိကျေးရွာများသို့သွားရင် တောပြစ်ထွက်တက်လေသည်မန္တလေးတိုင်းမင်းကြီးမှလည်း တောပြစ်ဝါသနာပါသူဖြစ်သဖြင့်ဥပ္ပိုလ်ကြီးနှင့်ပေါင်းမိနေကြလေသည်ကျွန်တော်တို့ခရီးထွက်သောအခါနေပိုင်မျိုးပိုင်းရဲစပတော်သုံးဦးပူးပေါင်း၍ထွက်လေရှိသည်တမတော်တက်ခွဲတစ်ခုမှလည်းမရေယာတွင် အခြေဆိုင်ထားသောကြောင့်သူတို့နှင့်အတူပူးပေါင်း၍ခရီးထွက်သည့်အခါများလည်းရှိသည်ထိုစဉ်ကကျွန်တော်တို့သည်လူရွယ်လူလည်းများဖြစ်ကြ၍အချိန်ခါမီ၍ခရီးထွက်နေရခြင်းကိုပျော်ပိုက်ကြသည်ကျေးရွာတစ်ခုတွင်တောင်းကျမ်းသူများခိုးအောင်နေသည်ဟုတရင်ရလင်ရခြင်း တက်မတော်အဖွဲ့ဝင်တို့နှင့်ပူးပေါင်းကသွားရောက်ရင်ဆိုင်တတ်ကြသည် တခါတရံညအချိန်မတော်ပင်ထား၍ခရီးထွက်ကြရပြီးနက်နက်လင်းအားကြီးကြီးချိန်တွင်ရွာကိုဝိုင်းကတောင်းညံ့သူများကို ရှာဖွေကြသည်ထိုအခါများတွင်တောင်းညံ့သူဘတ်တော်သားများကိုဖမ်းဆီးရမိခဲ့သည်များရှိသလိုတခါတရံကျွန်တော်တို့အားအဝေးမှပြစ်ခတ်ထွက်ပြေးသည်များလည်းရှိသည် တခါတရံအမားတရင်ကြောင့်မျောလင်းသလိုဘာမှမတွေ့ရှိဘဲ မောပြန်ခဲ့ရသည့်အခါများလည်းရှိတတ်သည်အေဂျင့်တရားသည့်ရွာများတွင်ရှိဇရက်တွင်၎င်းဖုံးတော်ကြီးเจ้าများတွင်၎င်းရွာသူရွာသားများနှင့်စိုက်ပျိုး၏အမတော်ငွေများနှင့်အခွန်ငွေများကောက်ခံရေးလူကျမ်းမာရေးကျွဲနွားကျမ်းမာရေးစသည်များကိုပြောဆိုဆွေးနွေးကြသည်အညာဒီတရှိတောရွာများတွင် နှစ်လူဝယ်ကောင်းသည့်အလေးထားတစ်ခုမှာအဲဝတ်ကြေပွန်ကြခြင်းဖြစ်သည် ကျွန်တော်တို့တွေရွာတွင်သို့ရောက်ရှိနားနေကြလျှင် လက်ဖက်ကြီးကျန်းဦးနှင့်တက်နိုင်သမျှသော စားတော့ဆရာများကိုတရင်တပွဲဆိုသလိုရောက်ရှိလာကြသည်ထညံပဲကြီးလော်မြေပဲယိုကျန်တကာစသည်များကိုလက်ဖက်ကြီးကျန်းဦးများနှင့်အတူပါလာတက်လီသည်မရရနေပန်ဝင်တော့၏လက်အောက်တွင်မရရမြို့နယ်နှင့်စင်ကူးမြို့နယ်ဟု၍မြို့နယ်နှစ်ခုရှိသည်တူရရင်ထိုစဉ်ကမရရနှင့်အလံဝေးกว่าသောစင်ကူးမြို့နယ်မှာအစိုးရအုပ်ချုပ်မှုမရှိသေးဘဲ တောင်ညံသူရဲဘော်ဖြူများကြက်စားရနေရဖြစ်သည် ထို့ကြောင့်ကျွန်တော်သည် မရေယာမြို့နယ်တခုတည်းကိုသာ အုပ်ချုပ်နေရသည့်နေပိုင်းဖြစ်လေသည် စင်ကူးမြို့နယ်တွင်တည်ရှိသည့်စကြင်တောင်ကို အဝေးမှပင်လှမ်းမြော်ကြည့်နေရသည်ကျွန်တော်၏တဦးဒီသောမြို့ပိုင်ဥပ္ပိုလ်ကြီးမှလည်းအဆစအားကိုရသူဖြစ်သည်သူသည်မေမြို့နယ်ပိုင်ဝန်တောင်ရုံစည်းကြီးဘဝမှမြို့ပိုင်ဖြစ်လာသူဖြစ်သည်အလောက်ကျွမ်းကျင်သည်တတ္တိရှိသည်တနက်လက်နက်များကို လင်းမြန်ဖြစ်လက်စွာအသုံးပြုနိုင်စွမ်းရှိသည်။နယ်လက်ခရီးသွားရန်အလွန်ဝါသနာပါသည်။ထို့ကြောင့်သူနှင့်ကျွန်တော်မှာအထူးပင်ပေါင်းဖက်မိနေလေသည်။ကျွန်တော်တို့နှင့်အတူတအိမ်နေတီးခြားခန်းတစ်ခုတွင်နေထိုင်သောရဲအင်စပက်တော်တိုက်ပံကြီးဥပသိန်းသည်ဥပ္ပူကြီးနှင့်စံကျင်ဘက်ဖြစ်သည်။ကျွန်တော်တို့ထံအသက်ရွယ်ကြီးရင်ပြီးခန္ဓာကိုယ်ထွားဆိုင်သလောက်တုံ့ရှားမှုလေးလံသူဖြစ်သည်။ကျွန်တော်တို့နှစ်ဦးခရီးထွက်ရန်ဝန်မလေးတော်လဲ။ သူခမရအတွက်ခရီးထွက်ရမည်ဆိုလင်မျက်စိမျက်နှာပြက်နေတတ်ရှာသည် နေပိုင်ဝင်တော့နှင့်မြို့ပိုင်ခရီးထွက်လင်ရဲသား၄50ယောက်တော့ပါစမြဲဖြစ်သည် နေပိုင်ဝင်တော့တွင်နှင့်အတူရဲသားတွေလိုက်ပါကခရီးထွက်သွားပါရဲ့နှင့်အတူနေရဲတိုက်ပန်းကြီးမလိုက်ပါလို့လည်းမဖြစ် ထို့ကြောင့်ညင်းညူညူနှစ်ပင် ထား၍လိုက်ပါရရှာသည် သူလည်းဗမာမူဆလင်ဖြစ်သည်ဥပ္ပိုလ်ကြီးနှင့်ကတကြကြဥပ္ပိုလ်ကြီးက ဘီသည့်ကိစ္စကိုမဆိုအလေးနဲ့ထား၍လောက်ကင်တတ်သည် ဥပသိန်းကပေါ့ပြပြန်အခန်းသုံးတနေသောညနေစောင်းရုံးတွင်အလုပ်ပါသောကြောင့်ခက်ဆိုးဆိုးရုံးစင်လာကြသည်အိမ်သို့ရောက်လျင်မြို့ပိုင်ကြီးကအနီးအနားရှိရှမ်းရွာသို့ခရီးထွက်ရန်ပြင်ဆင်နေလေသည် ကျွန်တော်လည်းလိုက်မယ်ဗျို့ဟုကျွန်တော်ကလှမ်းပြောလိုက်သည်ဥပိုလ်ကြီးကရဲသားဆယောက်ခန့်လေလိုက်ပါလာရန်စီစဉ်ထားသည် သုံးမိုင်ခန့်ဝေးသည့်ရွာတရွာဤ အိမ်တွေတွင်တနပ်ပုံးတလန်ဝတ်ထားသည်ဟုသတင်းရရှိသောကြောင့်တွားရောက်ရှာဖွေမည်ဟုကျွန်တော်အားတူတူပြောလီသည်တိုက်ပံကြီးလိုင်းအောင်မလားဟုကျွန်တော်ကလမ်းမိလိုက်သည်ဝင်တော်မေလိုင်းမလို့လားဝင်တော်မေလိုက်ရင်ကျွန်တော်လည်းလိုက်ရမှာပေါ့ဟုပြန်ပြောလီသည်ထိုအခါမျိုးပိုင်ဘိုးကြီးသည် စိတ်ဆိုးမှန်ဆိုးနေခမည်းဆိုးဆိုးကပြောတော့မလိုက်ဘူးဆိုဟုအော်ဟစ်လေတော့သည်တိုက်ပံကြီးဥပဒိသည်ဤသို့မြပြန်မပြောဘဲတဟဲဟဲကြီးမောရင် သူ့ရဲဝတ်စုံကိုလဲလှယ်နေလေသည်မြို့ပိုင်ကြီးသည်မြို့တွင်မှထွက်လာသောအခါရဲသားများနှင့်အတူခတ်တုတ်တုတ်ရှေ့ကသွားနေသည် ကျွန်တော်နှင့်တိုက်ပိုင်ကြီးသည်ခတ်ဖြည်းဖြည်းပင် စကားတပြောပြောနှင့်လိုက်ပါလာသည် ကျွန်တော်တို့သည်မြို့တွင်မှထွက်လျင်ဥယျာဉ်ချမ်းကြီးများကိုဖျက်လျက်တတင်းတင်းစီးစင်းလျက်ရှိသောရေမြောင်းငယ်များဘေးမှရှောက်လာကြရာ အေးချမ်းတရားရှိလာသည်ဝဲရရှိဥယျာဉ်ချမ်းကြီးများထဲတွင်ငှက်ပြောမလကာ ရှောင်းတမ်မယာအုံကွန်းဒီကွန်းရွက်ပင်တွင်နှင့်အေးမြလာသည်စိတ်ကြည်နူးပယ်လေကောင်းလာသည် ဖုံထူး၍ပူလိုက်သောမရေယာမြို့အတွင်းမှထွက်ခွာလာသူတို့အဖို့ပို၍ကြီးလင်းအေးမြနေသည် ရွာထဲသို့ရောက်သောအခါရဲသားတွေသည်ထိုအင်ငယ်ကိုဝိုင်းရံထားပြီးဖြစ်နေလေပြီ ဥပိုလ်ကြီးနှင့်ရဲအုပ်တို့ဦးဦးဆောင်လျက်အိမ်မော်တို့ တက်၍ရှာကြသည်ခေါမိုးကြက်ခိုးစဉ်ရေတရောင်များတွင်သာမကား ခြံဝင်းအတွင်ကောက်ရိုးပုံကိုလည်းငွေနောက်ရှာကြသည်ဘာမှမတွေ့ကဲကိစ္စပြီးရင်ပြန်ကြမယ်တော်တော်ကြာမှောင်လာရင်သွားလို့လာလို့မကောင်းဘူးဟုတိုက်ပိုင်ကြီးကစော်ဩလိုက်လေသည်ကျွန်တော်လည်းနေရာမှထားသည်အင်ဘော်ဒက်တွင် ရှာဖွေနေကြသည်ရဲဖွဲ့ဝင်များလည်းဆင်းလာကြသည်ရဲအုပ်ကရဲသားများကို တန်းစီရက်ခိုင်းထားသည်သူတို့လက်တွင်တွင်လည်းတနက်ကိုစီနေရှာတော့ဖွေတော့ခမည်းရင်ကပစ္စည်းတွေပါရီ အပြောက်အရှာရှိမရှိစစ်ဆေးပါအောင်ဟုအင်းရှင်ဖိုးကြီးအားတိုက်ပန်းကြီးကလှမ်းပြောလိုက်သည် မရှိပါဘူးမရှိပါဘူးအင်းရှင်ဖိုးကြီးကတုံတုံရင်ရင်နှင့်ဖြေချလေသည်သူသည် အတော်ပင်ကြောက်လန့်တုံ့လှုပ်နေပုံရသည် ကျွန်တော်တို့တွေသူ့အိမ်မှမြ мян ထွက်ခွာသွားရန်ကိုသာဆန္ဒပြင်းပြနေဟန်ရှိသည် အတူပါလာသူရဲဦးသည် ရှေးမှကင်းထောက်သွားရန်ရဲသားနှစ်ဦးကိုဆေးလွှတ်လိုက်သည် ထို့နောက်ဂိုက်ရီယာခန့်အကွာမှရဲသားများ တယောက်တွဲတန်းစီ၍လိုက်ပါသွားကြရာရဲအုပ်လည်းသူတို့နောက်မှထက်ကြမကွာလိုက်သွားလေသည်မျိုးပိုင်တိုက်ပိုင်နှင့်ကျွန်တော်သည်ခက်လန်းလန်းမှစကားတပြောပြောနှင့်လိုက်ပါလာကြသည်နေညိုချင်းတွင်တစ်ပင်ကြီးငယ်များ ဖုံးအုပ်လျက်ရှိသောခြံကြီးများအတွင်မှရှောက်လာရသောကျွန်တော်တို့ဖို့ခြံစိမ့်စိမ့်မင်းဖြစ်လာသည် ရေမြောင်းပေးရှိလမ်းတစ်ဖက်တွင်ဓာရင်ကောက်ပင်များသည်ထူပြောစွာပေါက်ရော်လျက်ရှိသည် နောက်ကြည့်တော့မြောင်းရီတို့သည်တတွင်တွင်စီးစင်းနေလေသည် ကျွန်တော်တို့တွေရွာထဲမှထွက်လာ၍မကြာမြင့်မီနောက်မှပြေးလိုက်လာသော ခြေတံကို ကြားရသဖြင့်လက်ကြည့်လိုက်ရာအင်းရှင်ဖိုးကြီးဥရဖာယာကျွန်တော်တို့စီတို့ပြေးလာနေသည်ကိုတွေ့ရလေသည် သူဥကောင်းနှင့်ပေါင်းထားသည်မျက်နှာတို့ပေါ်အားကိုချွတ်၍လက်မှကိုင်လာလေသည် သူစပင်ရှိတို့သည် ဖာယာကျဲပြန့်နေသည်ကိုတွေ့ရသည်အိုးအင်းရှင်ဖိုးကြီးပါလားဟူ ကျွန်တော်ကရေရွတ်ပြီးလင်ရက်တံဆောင်းဆိုင်နေလိုက်သည် အဖိုးကြီးသည်ကျွန်တော်တို့အနားသို့ရောက်လာသောအခါဘာဖြစ်တာလဲဘာဖြစ်တာလဲဟုဥဖိုးကြီးကအထိတ်တလန့်စီး၍မေးသည်အဖိုးကြီးသည်တော်တော်နှင့်ပြန်မဖြစ်နိုင်ပဲဟောဟဲလိုက်အောင်မောနေသည်ညနေသုတ်ပေါ်ကနေသူ့မျက်နှာမှချွေးများကိုတုပ်ပြီးကမှမြို့ပိုင်ကြီးတို့ကြည့်လို့ကြပါဦးကျွန်တော်တက်စားတဲ့ကရွှေတို့ရွှေစားလေးတွေထည့်ထားတဲ့တရေအိတ်ကလေးမရှိတော့ဘူးဟုတ် ထီထီငေါငေါနဲ့ပြောကြနေသည်ခမရကျွန်တော်တို့မေးတော့ကတော့ပျောက်ရှာဘာမှမရှိဘူးဆိုခုမှဘာလာကလိန်ကြတာလေတိုက်ပန်ကြီးကမျက်နှာသားတင်းတင်းနဲ့ဟိန်ဟောင်းလိုက်သည်ကဲကဲဒီလိုလို့ခမရရဲသားတွေပြန်ခေါ်ဒီမှာတန်းစီခိုင်းဟုကျွန်တော်ကခက်ပြက်ပြက်ပြောလိုက်ရလေသည်ရှေ့ဆုံးမှာကင်းထောက်သွားသူရဲသားနှုတ်အပါဝင်ရဲသားအလုံးကိုချောင်းကမ်းပေးရှိလမ်းပေါ်တွင်တန်းစီ၍ရက်ခိုင်းလိုက်သည်ကဲ ဒီရဲသားတွေဟာခမရတို့အိမ်မော်တက်ခဲ့ကြတဲ့သူတွေပဲခမရကိုယ်တိုင်ကျင်းနေအောင်ရှာပြီးတော့ဟုကျွန်တော်ကအဖိုးကြီးကိုလမ်းပြပြောလိုက်လေသည်အဖိုးကြီးသည် တန်းစီရက်နေကြသောရဲသားများကိုတဝူးစီရှာသည်အိမ်များကိုနှိုက်ကြည့်သည်အင်းကြီးအတွင်ပန်ကျောင်းနေရင်ပန်များကိုလည်းလက်ထိုး၍ရှာသည်ဘောင်းမီအိမ်များကိုလည်းနှိုက်ကြည့်သည်ဘောင်းမီရှေများကိုလည်းခါမှခြေမျက်စီထိဆန်းကြည့်သည် အုတ်ထုပ်များကိုလည်းချွတ်၍ကြည့်သည် လေးငါးယောက်ရှာပြီးသည့်အထိပျောက်သွားသည်ဆိုသောပတ်စံအိတ်ကိုမတွေ့ရဲသားတွေထဲမှအဖိုးကြီးအားမိတွန်တောက်တီးလျက်တောက်တခေါက်ခေါက်နှင့်မကြားကြားကျိမောင်းနေသူများလည်းရှိသည်ထိုခဏ၌ပင်ဟောရီမဲခမညာဟောရီမဲခမညာဘူတော်အတန်သည်ရဲသားတဝီခြေထောက်ကိုကင်ဆန်းနေသောအဖိုးကြီးထံမှထွက်ပေါ်လာလေသည်ကျွန်တော်တို့အားလုံးမျက်လုံးပြူးသွားကြလေသည်မဲနေသော တိုက်ပိုင်ကြီးမျက်နာသည်မှောင်ပြီးရှုံးထွက်သွားလေသည် ရဲသား၏ခြေအိတ်နှင့်ဘောင်းမီကို တွဲဆက်ကစီးထားသောပတ္တီအတွင်းမှတရေအိတ်ငယ်သည်ထွက်ကြလာလေသည်။တိုက်ပန်ကြီးကထိုပတ်စံအိတ်ငယ်ကို ကောက်ယူလိုက်သည့်အချိန်၌ကျွန်တော်ကရဲသားလက်မှတနက်ကိုဆွဲယူသိမ်းဆည်းရလေသည်။ခမည်းတော်တရေအိတ်ထဲပါရီပါသည်။ဟုကျွန်တော်ကယုတ်တိရမေးလိုက်သည်။ငွေစက်ကူ၁၀ရန်၃ချက်ဒေါ်လာပြားနဲ့ချိုးချိုးတကုံရွှေတင်းကားပြားတပြားကျန်စစ်လက်ကောက်တစ်ဖက်ဟု မဆိုင်မတွဖြေးကြလည်သည် ကျွန်တော်တို့သုံးရှိတွင်တရေအိတ်ကိုဖွင့်၍ပစ္စည်းများကို ထုတ်လိုက်ကြည်ရာအင်ရှယ်ဘိုးကြီးပြောသည့်အတိုင်းပင်ငွေဆက်ကူနှင့်ကျွေးတဲ့ပစ္စည်းများကိုတွေ့ရလည်သည်ကျွန်တော်ကဥပဒေတိုင်းသာဆက်လုပ်ပြီးတော့ဟုဆိုကတရေအိတ်နှင့်အတူတနတ်နှစ်ကြီးစံများကိုပါတိုက်ပန်းကြီးလက်သို့အပ်လိုက်လည်သည်တရခန့်ဖမ်းရထွက်လာခဲ့သော ကျွန်တော်တို့သည် ကိုတရခန့်ကိုဖမ်း၍မြို့သို့ပြန်လာကြလည်သည် နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။